အတော့ Ike Man ထူကြတဲ့နေရွယ်ပုံစံ6တောက်ကွေးပြီးနှာခေါင်းချွတ်ချွတ်နဲ့ပိန်ညက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါမှန်အရသာဘွားမှာတော့ Ike Man ကဘာမှထူးချွတ်မှုမရှိတဲ့သူလူမှုပေါင်းစင်ဆက်ဆံရေးညံပြင်းပြီးတော့အရာရာမှာရှုံးနေနေတဲ့လူတစ်ယောက်အဖြစ်နဲ့လူအတိုင်းဝိုင်းရဲ့ပြည့်ရည်ပြူခြင်းကိုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း Ike Man အမင်းတွေကိုမေးခွန်းမထုတ်ဘဲနားခံမှု တတန်တန်တန်တီတီရရောက်နဲ့အတိအကျဆောင်ရွက်ရေးဆိုတဲ့သူ့ရဲ့ခံယူချက်တွေကြောင့်လူသားတမိုင်းမှာလူအများဆုံးကိုတတ်ခဲ့တဲ့လူသက်သမားတစ်ယောက်အဖြစ်တော့တမိုင်းမှတ်တမ်းတင်ခြင်းကိုခံထားရပါတယ်။အော်တော့အော်တော့ Ike Man ကို 1906ခုနှစ်မတ်လ19ရက်နေ့ဂျာမနီနိုင်ငံဆိုလင်ဂမ်မှာအဒေါ့ခါအိုက်မန်နဲ့မာရီယာတို့ကမွေးဖွားခဲ့ပါတယ်။အိုက်မန်မွေးခြင်း၅ရောက်ထဲမှာအကြီးဆုံးသားဖြစ်ပြီးတော့ငယ်စဉ်ကတည်းကစိတ်လှုပ်ရှားလွယ်ပြီးကြောက်တက်ရှက်တက်ကလေးတစ်ယောက်ဖြစ်တဲ့အတွက်အပေါင်းအသင်းနဲ့အလွန်နေပါခဲ့ပါတယ်။အိုက်မန်ရဲ့အသက်9နှစ်အရွယ်1913ခုနှစ်မှာသူ့ဖေအော်စတြေးလျနိုင်ငံလင်းညိုမှာလက်ဆင့်ဝန်ဆောင်မှုလုပ်ငန်းရဲ့မန်နေဂျာအဖြစ်လုပ်ရခဲ့ပါတယ်။ဒါကြောင့်တနေ့အကြာမှာအိုက်မန်တို့မိသားစုနဲ့အော်စတြေးလျကိုလိုက်ပြီးသူ့အဖေနဲ့အတူနေထိုင်ခဲ့တဲ့အပြင်1890ပြည့်နှစ်အလွန်နေမှာဟစ်တလာတက်က ခဲ့တဲ့ကိုင်ဇာဖရန့်ဂျိုဇက်ဆိုတဲ့အထက်တန်းကျောင်းမှာပဲဆက်လက်ပညာသင်ကြားခဲ့ပါတယ်။အိုက်မန်ကတည်တဲ့နေတက်ပြီးအထူးကျန်ဆန်တဲ့ကလေးတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့မိဘတွေကလူမှုပေါင်းစပ်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့သူ့ပေါ်မှာအလွန်ပဲစိုးရင်ခဲ့ကြရပါတယ်။ပြီးတော့သူ့ရဲ့အသားအရင်နဲ့တင်ရှားတဲ့နေရွက်ချွန်ထက်တဲ့နှာခေါင်းတွေကြောင့်ကျောင်းမှာသူ့ရဲ့အတန်းပေါ်တွေကသူ့ကိုဂျူးအသေးလေးဆိုတဲ့နာမည်ပြောင်းနဲ့အမြဲတမ်းပဲလှောင်ပြောင်းတက်ကြပါတယ်။အိုက်မန်ကနိုင်ကြတဲ့ကျောင်းသားတယောက်အဖြစ်အမြဲလှောင်ပြောင်းခံရပြီးကြီးပင်းခဲ့တဲ့အတွက်စေကျော်တက်အရွယ်မှာတော့စိတ်ဆိုးလွယ်ပြီးစိတ်မတည်ငြိမ်သူတယောက်အဖြစ်နဲ့နာမည်ရလာခဲ့ပါတယ်။1923ခုနှစ်အသက်18 နှစ်အရွယ်မှာတော့ Aikman ကကျောင်းတက်ပြီးစက်ပြင့်သမားအဖြစ်လေ့ကျင့်သင်ကြားခဲ့ပေမဲ့လည်းအဆင်ပြေမှုမရှိတာကြောင့်1925ခုနှစ်အသက်16နှစ်အရွယ်မှာတထုဒူဘော်ရဲ့ကုမ္ပဏီတစ်ခုမှာရောင်းချရေးကိုယ်တိုင်ဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်ပြီးတော့နောက်ထပ်နှစ်နှစ်အကြာ1928ခုနှစ်အသက်21နှစ်အရွယ်မှာတော့ရေနံကုမ္ပဏီတစ်ခုမှာခရိုင်ကိုယ်တိုင်အဖြစ်နဲ့အလုပ်လုပ်ကင်ခဲ့ပါတယ် 1932ခုနှစ်ဧပြီလ1ရက်နေ့အသက်26နှစ်အရွယ်မှာတော့ Aikman ဟာရှာကြပပနဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Austria ရဲ့အဆက်ဆက်ကောင်းဆောင် Ed Carter Bruna ရဲ့အကြံပေးတိုက်တွန်းချက်နဲ့ Austria နိုင်ငံ Nazi Party ဌာနအကွယ်မှာ Nazi အဖွဲ့ဝင်အဖြစ်နဲ့ဝင်ရောက်ခဲ့ပါတယ်။ အိုက်မန်တို့ကနာဒီပါတီတဲဝင်ချင်းကသူ့ဘဝမှာအဖွဲ့အစည်းတစ်ခုတင်ပေါင်းဝင်ရခြင်းနဲ့လူရိုသေရှင်ရိုသေဖြစ်မဲ့ဘဝတစ်ခုပိုင်ဆိုင်မဲ့အခွင့်အရေးကိုပထမဆုံးရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ပြီးတော့သူ့ရဲ့အရေးကြီးဆုံးဆန္ဒကလည်းလူတူတယောက်အဖြစ်အရေးပါသူတယောက်ဖြစ်ချင်ခြင်းနဲ့သူ့မှာလူတယောက်ရဲ့တန်ဖိုးရှိတယ်ဆိုတာကိုတသက်ပြခြင်းခြင်းပဲဖြစ်ပါတယ်ဂျေနန်ကုမ္ပဏီမှာလုံးလုံးတဲ့အချိန်1932ခုနှစ်နိုဝင်ဘာလမှာနာဒီပါတီကအိုက်မန်ကိုကိုပိုင်နံပါတ်653နဲ့6နဲ့ SS အဖွဲ့ဝင်အဖြစ်တရားဝင်အတည်ပြုပေးခဲ့ပါတယ်ဩစတြေးလျက SS ဖွဲ့ထဲမှာအိုက်မန်ပါတီစည်းဝေးပွဲရဲ့ ဲ့မေကွန်းပြောသူတွေကိုကာကွယ်ပေးရတဲ့တာဝန်နဲ့လင်းညိုကနာဒီပါတီဌာနချုပ်ကိုကာကွယ်ပေးရတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ရပါတယ်1933ခုနှစ်ဇန်နဝါရီလဟစ်တလာဂျာမနီနိုင်ငံအုပ်ချုပ်သူဖြစ်လာပြီးမကြခင်မှာပဲအိုက်မန်လည်းအော်စတြေးလျကသူ့ရဲ့ရေနံကုမ္ပဏီဝန်ထမ်းရှော့ချမှုတွေကြောင့်အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲနာဒီပါတီကိုအော်စတြေးလျနိုင်ငံကတရားဝင်ပိတ်ပင်တားမြစ်ခဲ့တဲ့အတွက်အိုက်မန်သူ့အတွက်အလင်းရောင်တစ်ခုလိုဖြစ်နေတဲ့နာဒီပါတီရဲ့မူဝါဒရဲ့နောက်ကိုအဆုံးထိလိုက်ဖို့အတွက်ဆုံးဖြတ်ပြီးတော့ဂျာမနီကိုအပီးတိုင်းပဲပြန်လာခဲ့ပါတယ်အာအိုက်မန်အတော်တော်သူ့ရဲ့မွေးရပါစီမံခန့်ခွဲနိုင်မှုဆောင်ရွက်တွေကိုအ ပြေဝထုတ်ပေါ်ပြသခွင့်ရခဲ့တဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပြီးတော့ကမ္ဘာတမိုင်းမှာလူအများဆုံးတက်ခဲ့တဲ့လူသက်သမားတယောက်အဖြစ်သတ်မှတ်ခံရမယ့်လမ်းကြောင်းကိုထပ်တင်ရွေးချယ်ခဲ့ခြင်းနဲ့ဖြစ်ပါတယ်။ Ikeman ဩစတြေးလျကနေထွက်ခွာလာတာနဲ့ SS အဖွဲ့ရဲ့တက်ကြွတဲ့တာဝန်ယူမှုတွေကိုလောက်ကင်ပေးဖို့အတွက်စတင်လျှောက်ထားခဲ့ပြီးတော့အမေအတိုင်းပဲကျိုးနှုံစွာနာခံသူဖြစ်ကြောင်းတသက်ပြနိုင်ခဲ့တဲ့အတွက်1933ခုနှစ်ဒီဇင်ဘာလအသက်28နှစ်အရွယ်မှာ SS ရဲ့ Sharpshooter ဆိုတဲ့တက်ကြွအဆင့်အရာတို့ကိုတိုးမြှင့်ပေးခြင်း ခံခဲ့ရပါတယ်။ပြီးတော့နာဇီဂျာမနီရဲ့ပထမဦးဆုံးသောအကြီးအကဲ Dark Hall မှာဝန်ထမ်းအဖြစ်လောက်က ိုင်ပေးဖို့အတွက်တာဝန်ခံအချင်းကိုခံခဲ့ရပါတယ်။ dot com မှာအိုင်မန်ရဲ့အလုပ်ကတော့ဂျူးချင်းသားအသစ်တွေစီကတင်းစီရာမီသမျှပစ္စည်းအလုံးကိုအသေးစိတ်မှတ်တမ်းတင်ပေးထားရခြင်းပဲဖြစ်ပါတယ်။ Ike မှသူရဲ့စင်မှတ်ပေးရတဲ့အလုပ်ကိုပြင်းစရာကောင်းတယ်လို့သတ်မှတ်လာပြီးနာဇီဝါဒီရဲ့အခြေခံအယူအဆနဲ့သဘောတရားတွေကိုစတင်လေ့လာခဲ့ပါတယ်။ dot com မှာသူရဲ့စင်ကိုင်တာဝန်ကိုထမ်းဆောင်ရင်းနဲ့နာဇီတွေရဲ့လူမျိုးကြီးဝါဒကိုဆွဲလန်းခဲ့ပြီးတော့နာဇီဝါဒရဲ့လုံဆောင်ချက်တွေကိုအကျွမ်းမဲ့ယုံကြည်လာခဲ့ပါတယ်။ Ike မှရဲ့နာဇီဝါဒယုံကြည်ချက်တွေကိုအချင်းချုပ်ပြောပြပေးရမယ်ဆိုရင်နာဇီတွေကသူ့အဖေကိုတစ္ဆတ်ပေါက်တရား ောက်ဆိုပြီးတက်ခိုင်းမယ်ဆိုရင်တောင်မှသူကတက်ပြစ်မယ်လို့ပြောတဲ့အထိနာဒီဝါရအပေါ်မှာအလွန်ပဲယုံကြည်လာခဲ့ပါတယ်။ဒါခေါ်အချင်းစကန်ကဆင်းမပေးရတဲ့သူ့ရဲ့အလုပ်ကိုညီဝေးလာတဲ့အိုက်မန်ဟာပရမတ်ဆုံးနာဒီထောက်လိုင်းရဲ့အဖွဲ့ဖြစ်တဲ့စီဂျာဟိုင်းဒက်စ်လို့ခေါ်တဲ့ SD အဖွဲ့တွေကိုဝင်ဖို့အတွက်စတင်ပြီးတော့ရှောက်ထားခဲ့ပါတယ်။1934ခုနှစ်နိုဝင်ဘာလအသက်24နှစ်အရွယ်မှာနာဒီပါတီက ိုက်မန်ကိုနာဇီပါတီရဲ့ပထမဆုံးသောထောက်လှမ်းရေးတပ်ဖွဲ့ ST ရဲ့အဖွဲ့ဝင်အဖြစ်လက်ခံပေးခဲ့ပြီးတော့ဘာလင်မြို့မှာရှိတဲ့နာဇီပါတီရုံးချုပ်ကိုပြောင်းရွှေ့ပြီးတာဝန်ထမ်းဆောင်စေခဲ့ပါတယ်။အိုက်မန်ရဲ့တာဝန်ကဂျာမနီအတွင်းမှာရှိနေတဲ့ဂျူးဖွဲ့စည်းတွေဘာလုံးနေတယ်လဲစုံစမ်းရေးသားပြီးတော့အစီရင်ခံစာတင်သွင်းပေးရတဲ့စပိုင်အလုပ်ပဲဖြစ်ပါတယ်။အိုက်မန်ကသူ့ရဲ့ဒီစုံစမ်းရေးအလုပ်ကိုအလွန်စိတ်ဝင်စားခဲ့တဲ့အတွက်ဟီဘရူးဘာသာစကားရဲ့အခြေခံတွေကိုလေ့လာသင်ယူခဲ့ပြီးတော့ဂျူးတွေရဲ့ယဉ်ကျေးမှုနဲ့တမိုင်းဆိုင်ရာအချက်အလက်တွေကိုလေ့လာခဲ့တာကြောင့်နာဇီပါတီထဲမှာဂျူးယဉ်ကျေးမှုနဲ့တမိုင်းဆိုင်ရာကျွမ်းကျင်သူတအုပ်အဖြစ်နဲ့စတင်ပြီးတော့ ်နေရာရလာခဲ့ပါတယ်။အထပြင်အမြဲတမ်းဆက်တက်ပြီးလူမှုဆက်ဆံရေးမကောင်းတဲ့ Ike ဂျူးလူမျိုးတွေပေါဝင်မရှိတဲ့ဂျာမန်အမျိုးသမီး Fronica Fair Leaf နဲ့တွဲဆိုပြီးမြစ်တာမျှခဲ့တဲ့အတွက်1935ခုနှစ်မတ်လ22ရက်နေ့မှာလက်ထပ်ခဲ့ပြီးတော့တားရောက်ကြလေး၄ရောက်ဝေးဖွားနိုင်ခဲ့ပါတယ်။1936ခုနှစ်အသက်30အရွယ်မှာတော့ Ike မှ SSA Honorum Tour ဆိုတဲ့ဒုတိယဘိုအဆင့်ရာထူးကိုရရှိခဲ့ပြီးတော့1938ခုနှစ်အသက်30အရွယ်မှာတော့သူ့အထက်အရာရှိနေတဲ့အတူပြည်တွင်းအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ Palestine ကိုသွားပြီးတော့ဂျူးတွေကိုအတင်း င်းပြတ်ရွှေ့ပြောင်းနေတိုင်းစီပဲအစီအစဉ်တွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဗြိတိန်အစိုးရသူတို့ရဲ့အုပ်ချုပ်မှုအာဏာပိုင်နယ်မြေတွေအတွင်းမှာဂျူးတွေကိုဝင်ဝင်မပြုတ်ခဲ့တာကြောင့်စီစဉ်ရမအောင်မြင်ခဲ့ပါဘူး။1938ခုနှစ်မှာဂျာမနီကအอสတြေးလျကိုစီးရေးတိုက်ပွဲနဲ့တင်ပိုက်ပြီးတာနဲ့ဂျာမနီနိုင်ငံအဖြစ်သတ်မှတ်လိုက်တဲ့အခါမှာတော့အိုက်မန်ဟာဗီယန်နာမြို့ကဒေသခံအဆက်ဆက်ပွဲတွေကိုစီမံခန့်ခွဲဖို့အတွက်အอสတြေးလျကိုပြောင်းရွှေ့ပြီးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အိုက်မန်ရဲ့တတိယအောင်နဲ့တာဝန်ထမ်းဆောင်မှုတွေကြောင့်1938ခုနှစ်ဇူလိုင်လအသက်32နှစ်အရွယ်မှာတော့အဆက်ဆက် Overstrom Fuhrer ဆိုတဲ့ပထမလက်ထောက်ဘူအစဉ်ကို ရာထူးတိုးခဲ့ပြီးတော့ဂျူးတွေကိုအอสတြေးလျကနေမောင်းထုတ်ရေးဌာနဂျူးအင်မီဂရေးရှင်းဂျူးလူဝင်မှုကြီးကြပ်ရေးရုံးကိုစတင်လှုံ့ဆော်မှုအတွက်တာဝန်ပေးရခြင်းခံခဲ့ရပါတယ် အိုက်မန်သူ့ရဲ့ဌာနအစ်တနဲ့အလုပ်တစ်ကိုကြိုးကြိုးစားစားနဲ့စိတ်ပါဝင်စားစွာလှုပ်ဆောင်ခဲ့တဲ့အတွက်ရှစ်လာတာကာလအတွင်းမှာပဲဩစတြေးလျဂျူးအလုံးရဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုတင်းယွန်ခဲ့ပြီးတော့နီးမြှုပ်နဲ့ဩစတြေးလျဂျူးတွေကိုဂျာမနီရဲ့အပြင်ဘက်တွေကိုမောင်းထုတ်ပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်အိုက်မန်ရဲ့ဂျူးရှင်းလင်းရေးစီမံခံရနိုင်မှုဆိုင်ရာကိုနာဇီပါတီရဲ့ခေါင်းဆောင်တွေကတော့အံ့ဩခဲ့ကြရပါတယ်။1939ခုနှစ်စက်တင်ဘာလ1ရက်နေ့မှာတော့ဂျာမနီကပိုလန်ကိုဂျူးကျော်ခြင်းနဲ့အတူစစ်ပွဲအကြီးအကျယ်ဖြစ်ပေါ်တဲ့အခါမှာတော့ဂျူးတွေကိုအသက်ရှင်လျက်နဲ့ဂျာမနီရဲ့အပြင်ဘက်တွေကိုအကောင်းတိုင်းမောင်းထုတ်နေတဲ့ဟစ်တလာရဲ့ဂျူးဆိုင်ရာမူဝါဒဟာလည်းတဖြည်းဖြည်းနဲ့ ပြောင်းလဲသွားခဲ့ပါတယ်။ယင်းတုန်းကလိုဂျူးတွေကိုဂျာမနီကနေနိုင်ငံရေးအရာအဖိအားပေးပြီးတော့အသာတကြီးထွက်ခွာခိုင်းတာမျိုးမလုပ်တော့ဘဲနဲ့အတင်းအကျပ်နှင်ထုတ်ခြင်းနဲ့ဂျာမနီသိမ်းပိုက်ထားတဲ့နိုင်ငံအစ်စ်တွေမှာတိစောက်ထားတဲ့ချုံတော်ရေးစခန်းအချင်းတော်တွေစီကိုဖမ်းဆီးပို့ဆောင်ဖို့အတွက်စီစဉ်ခဲ့ပါတယ်။1939ခုနှစ်အော်တိုဘာလမှာအိုက်မန်ကသူ့ရဲ့လုပ်ရည်ကိုင်ရဲ့ဆွမ်းရည်တွေကြောင့်ဗာလီမျိုးကိုပြောင်းရွှေ့တောင်းပေးရခြင်းကိုခံခဲ့ရပြီးတော့ဂတ်စတာဘိုရဲ့အကြီးအကဲ Ryan Hydrin နဲ့ Hyman Mula ရဲ့လက်အောက်မှာဂျာမနီတနိုင်ငံလုံးစအတွက်ဂျူးမောင်းထုတ်ရေးဌာနလူဝင်မှုကြီးကြပ်ရေးဂျုံကိုတည်ထောင်ဖို့အတွက်တာဝန်ယူခဲ့ရပါတယ်။အိုက်မန် ရဲ့ပထမဆုံးတာဝန်ကတော့ပိုလန်ရဲ့တတ်မှတ်ထားတဲ့နေရာတွေကနေဂျူးတွေကိုရှင်းလင်းခြင်းပဲဖြစ်ပါတယ်။အိုက်မန်ကပိုလန်ရဲ့မြောက်ဘက်အစိုးမှာရှိတဲ့တစ်တော်မျိုးနစ်ကိုကိုဂျူးတွေစုစည်းထားမဲ့ကျင်းတော်တီးနေရာအဖြစ်ရွေးချယ်ခဲ့ပြီးတော့အဲ့နေရာကနေတစဉ်ဂျူးတွေကိုရုရှားရဲ့ကြမ်းတမ်းပြီးလူသူကင်းမဲ့တဲ့တစ်တော်တွေတဲကိုမောင်းထုတ်ခဲ့ပါတယ်။ပြီးရတယ်အဲ့ဒီဂျူးမရှိတော့တဲ့ပိုလန်နိုင်ငံရဲ့ဒေသတွေထဲမှာတိုင်းသားဂျာမနီလူမျိုးတွေကိုပြောင်းရွှေ့နေနိုင်ဖို့အတွက်ပြန်လည်နေရာချထားပေးခဲ့ပါတယ်။1939ခုနှစ်ဒီဇင်ဘာလ19ရက်နေ့အသက်33နှစ်အရွယ်မှာတော့အိုက်မန်ဂျာမန်အင်ပါယာဘိုင်နေမည်တစ်ခုလုံးစာအတွက်ဂျူးဆိုင်ရလုပ်ငန်းများနဲ့ ဂျူးလူဝင်မှုကြီးကြပ်ရေးဌာနရဲ့အကြီးအကဲအဖြစ်တာဝန်ပေးရခြင်းကိုခံရပြီးတော့ဒူးထောင်ပေါင်းများစွာကို General Government လို့ခေါ်တဲ့ပိုလန်အရှေ့ပိုင်းဒေသကိုအကြီးအကျယ်ပို့ဆောင်ပေးခဲ့ပါတယ်ဒုတိယကမ္ဘာစစ်တွင်းမှာနာဇီပါတီယာဂဲရိုလို့ခေါ်တဲ့စင်ရသားရက်ွက် အများအပြားကိုဂျာမနီသိမ်းပိုက်ထားတဲ့နိုင်ငံတွေရဲ့နေမြေတွေမှာတိစောက်ထားပြီးတော့ဖမ်းဆီးထားတဲ့ဂျူးတွေကိုယာယီနေထိုင်ရာအဖြစ်အဲ့ဒီအချင်းစခန်းတတရက်ွက်တွေထဲမှာနေထိုင်စေခဲ့ပါတယ်ပြီးတော့မှသူတို့ရဲ့တတ်မှတ်ထားတဲ့အချင်းစခန်းတွေစီကိုဒါမှမဟုတ်သက်ဆိုင်ရာနေရာတွေစီကိုတည်ခြင်းကြထားအတွဲတွေနဲ့ပို့ဆောင်ပေးကြတာပါဂဲရိုလို့ခေါ်တဲ့အဲ့ဒီစ င်းရဲသားဂျူးရက်ွက်တွေဟာတန်ရှင်းမှုမရှိတဲ့အပြင်လူကြီးအလွန်ထုတက်များပြားလွန်းလာကြောင့်နေထိုင်ရတာအဆင်ပြေမှုမရှိဘဲနဲ့ဂျူးများစုကထွက်ခွာရရထားတွေပေါ်မတက်ခင်အဲ့ဒီရက်ွက်တွေထဲမှာပဲတည်ဆုံးခဲ့ကြရပါတယ် 1949ခုနှစ်ဩဂုတ်လ15ရက်သူသက်34နှစ်အရွယ်မှာတော့ Ike Man ဟာဂျူးတွေကိုဂျာမနီရဲ့အပြင်ဘက်ကိုပို့ဆောင်မဲ့အစီအစဉ် Madagascar Project ကိုတင်ပြခဲ့ပါတယ်။ဂျာမနီပိုင်နယ်တမ်းမှာရှိတဲ့ဂျူးတွေကိုတနည်းလင်လူတသိန်းနှုန်းနဲ့ပြည်တိုင်းပိုင်း Madagascar ကျွန်းကိုရွှေ့ပြောင်းပြီးနေထိုင်စေမဲ့ Ike Man ရဲ့အစီအစဉ်ဟာဂျာမနီလေတပ် Luftwaffe အနေနဲ့ပြည်တိုင်းရဲ့တော်ဝင်လေတပ် Ryanair Air Force ကိုအနိုင်ရပြီးပြည်တိုင်းကျွန်းကိုဂျာမနီကသိမ်းပိုက်နိုင်မှာအောင်မြင်မဲ့အစီအစဉ်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဂျာမနီလေတပ်ဟာပြည်တိုင်းကျွန်းစစ်ရင်မှာပြည်တိုင်းရဲ့တော်ဝင်လေတပ် Ryanair Air Force ကိုဝင်းတိုက်ဝဲတွေမှာရှင်ပြိုင်နိုင်ခြင်း ်မရှိတဲ့အတွက်ဂျာမနီကစစ်ပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။ဒါကြောင့် Eichmann ရဲ့ပြတင်းပိုင်မာဒါဂတ်စကာကျွန်းကိုဂျူးတွေပို့ဆောင်မဲ့အစီအစဉ်မာဒါဂတ်စကာ project ဟာလည်းရက်ကန့်သတ်မရှိရွှေ့ဆိုင်းခြင်းခံခဲ့ရပြီးတော့ဥရောပမှာရှိတဲ့နာဇီဂျာမနီတထက်ကဖမ်းမိထားတဲ့ဂျူးတွေဟာနာဇီခေါင်းဆောင်တွေအတွက်ဖြစ်ရှင်းစရာပြဿနာတစ်ခုအဖြစ်စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ကံကွာ42ခုနှစ်စတင်မာလာအသက်35နှစ်အရွယ်မှာတော့ Eichmann ပထမဆုံးနာဇီထောက်လှမ်းရေးအဖွဲ့အစည်း Sieger Heindel Lutz ခေါ်တဲ့ SD ရဲ့အကြီးအကဲဖြစ်တဲ့ Ryan Heindel ရဲ့ခေါ်ယူတွေ့ဆုံခြင်းကိုခံခဲ့ရပြီးတော့ ဟစ်လာဆိုဗီယက်ပြည်ထောင်စုကိုအောင်မြင်စွာသိမ်းပိုက်ပြီးတာနဲ့ဂျာမနီသိမ်းပိုက်ထားတဲ့နိုင်ငံအားလုံးမှာရှိနေတဲ့ဂျူးတွေကိုတပစ်ဖို့အတွက်အမိန့်ပေးထားတယ်လို့အသိပေးခဲ့ပါတယ်။ဒါပေမဲ့လည်း1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာဂျပန်တို့ကပလဲစိတ်ကန်ကိုတိုက်ခိုက်ခဲ့တာကြောင့်အမေရိကန်ပြည်ထောင်စုကစစ်ပွဲတွေကိုဝင်ရောက်လာတဲ့အခါမှာတော့ဆိုဗီယက်ပြည်ထောင်စုကိုအပိသက်သိမ်းပိုက်ပြီးမှဂျူးအားလုံးကိုတပစ်မဲ့အစီအစဉ်ကိုရဆိုင်လိုက်ကြပြီးတော့ချက်ချင်းပဲတပစ်ဖို့အတွက်ပြောင်းလဲပြီးစီစဉ်ခဲ့ကြပါတယ်။1942ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာတော့ဟန်နန်ကာရင်ခွင့်ပြုချက်နဲ့ SDA ကောင်းဆောင် Ryan the Hundred ကနာဒီ အဖွဲ့အစည်းတွေရဲ့အဓိကခေါင်းဆောင်တွေကိုဖိတ်ကြားပြီးတော့ဘာလင်မြို့အပြစ်ပွဲမှာရှိတဲ့ဗန်စင်စာအုံးမှာဂျူးလူမျိုးတွေကိုအပိသက်ရှင်းလင်းဖို့အတွက်ရှင်းလင်းရေးအစီအစဉ်တွေကိုလှုပ်ဆောင်ဖို့တွဲဆောင်စည်းဝေးခဲ့ပါတယ်။အဲ့ဒီအစီအဝေးပွဲမှာအက်မန်ဟာရိုင်ဟန်ဟိုင်ဒရီရဲ့ခိုင်းစီချက်အတိုင်းဂျာမနီသိမ်းပိုက်ထားတဲ့နိုင်ငံတိုင်းမှာရှိနေတဲ့ဂျူးလူရေးအရေးအတွက်ကိုစည်းရင်ပြုစုပေးပြီးတော့အစီအဝေးအတွက်ပြင်ဆင်ပေးခဲ့ပါတယ်။ဗန်စင်ကွန်ဖရင့်လို့ခေါ်တဲ့အဲ့ဒီအစီအဝေးပွဲမှာနာဇီပါတီရဲ့ခေါင်းဆောင်တွေဟာဂျူးတွေကိုလူမျိုးတွေတက်ဖြတ်ဖို့အတွက်တရားဝင်မူဝါဒတွေကိုချမှတ်ခဲ့ကြပြီးတော့အဲ့ဒီဗန်စင်ညီလာခံအစီအဝေးပွဲရဲ့ဆုံးဖြ ချက်အဖြေတွေကိုယူဆိုင်ရမေးခွန်းရဲ့နောက်ဆုံးဖြေရှင်းချက် final solution လို့ခေါ်ဆိုခဲ့ကြပါတယ် 1942ခုနှစ်မေလ28ရက်နေ့မှာချက်ကိုစလိုဗကီးယားနိုင်ငံရဲ့လုံခြုံတပ်ဖြတ်ခြင်းခံလိုက်ရတဲ့ SD ရဲ့ခေါင်းဆောင် Ryan Hindworth ကကျူးဆန်းရမေခွေနောက်ဆုံးဖြည့်ရှင်းချက် Final Solution ကိုတယ်ဝင်ကောင်တဲ့ဖို့လှုပ်ဆောင်ဖို့အတွက်သူ့ရဲ့ညာလယုံအဖြစ်နဲ့အသက်36နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Eichmann ကို SSL Overstone Bumpua ဆိုတဲ့ဒုတိယဘုံမူကြီးအဆင့်အထိယာတူတိုးပေးပြီးတော့တာဝန်ထမ်းဆောင်ခိုင်းခဲ့ပါတယ် Eichmann ရဲ့အဓိကတာဝန်ကသူ့ရဲ့စီမံခန့်ခွဲနိုင်မှုစွမ်းရည်ကိုအပြည့်အဝအသုံးချပြီးဥရောပတိုင်းလုံးမှာရှိတဲ့ဂျာမနီသိမ်းပိုက်တာတဲ့နိုင်ငံတွေက ူးတွေကိုဂျာမနီရဲ့တည်ခြင်းကြထားအတွဲတွေနဲ့ Owe Deck or စရှိတဲ့ဂျာမနီအစင်းစခန်းတွေစီပို့ဆောင်ဖို့အတွက်ထွက်ခွာရရထားအချိန်စရာနဲ့ပို့ဆောင်မဲ့ဂျူးကျင်းသားအရေးအတွက်ကိုတာဝန်ယူပြီးပို့ဆောင်ပေးရခြင်းပဲဖြစ်ပါတယ်အိုက်မန်အချိန်စရာတိကျမှုနဲ့စစ်သက်တည်ကြတဲ့စီမံခန့်ခွဲမှုတွေကြောင့် Owe Deck or Trimbringer Bookenberg တို့မှရှိနေတဲ့တပ်ဖြတ်ရေးအကျဉ်းစခန်းတွေက24နှစ်လုံးလုံးရနာချင်းမရှိတဲ့လူသက်ဆက်ရုံကြီးတွေဖြစ်လာခဲ့ပါတယ်အိုက်မန်ကဩစတြေးလျဟော်လန်ပြည်သစ်ဘော်ဒင်းနိုင်ငံများနဲ့ယူဂိုစလာဗီးယားကနေဂျူးနဲ့ဂျစ်ပစီတွေကိုသူတို့ရဲ့တပ်ဖြတ်ခံရမဲ့နေရာတွေ policy ကိုပို့ဆောင်ပေးခဲ့ပါတယ်တခါလေမှာ Eichmann ဂျူးတွေကို Warsaw နဲ့ Poland မှာရှိတဲ့ Gero လို့ခေါ်တဲ့အကျဉ်းသားဂျူးရက်ွက်တွေစီကိုအရင်ပို့ဆောင်ပေးပြီးတော့မှအဲဒီကနေတစင်လူစုပြီးတော့ Germany ရဲ့တပ်ဖြတ်ရေးအကျဉ်းစခန်းတွေစီကိုဆက်လက်ပို့ဆောင်ပေးပါတယ် Eichmann ကသူ့ရဲ့အလုံးနဲ့ပတ်သက်ပြီးသူ့ရဲ့ထင်မြင်ချက်တွေကိုရေးထားတဲ့စာအရဂျူးတွေကသူတို့နေထိုင်ရာအကျဉ်းစခန်းဂျူးရက်ွက် Gero တွေထဲမှာကျမ်းမာပျော်ရွှင်စာနဲ့လူအတိုင်းဝိုင်းလက်တွေ့ဘဝကိုသင်ယူခွင့်ရခဲ့ကြတဲ့အပြင်အနာဂတ်ဂျူးနိုင်ငံ Israel အတွက်အကောင်းဆုံးသင်တန်းကျောင်းတစ်ခုကိုပါတက်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့အကြေတာထားခဲ့ပါတယ် Eichmann အရှေ့ဥရောပတောင်အမရှိ နေတဲ့ဂျာမနီတပ်ဖြတ်ရဲ့အကျဉ်းစခန်း160ကျော်ကိုဂျူးတွေကိုပို့ဆောင်ပေးဖို့အတွက်နာဇီပါတီရဲ့တာဝန်ခံအဖြစ်တာဝန်ယူခဲ့ရပါတယ်။အိုက်မန်ကသူ့ရဲ့တဲယူပို့ဆောင်ရေးလုပ်ငန်းတွေကိုထိရောက်ဖို့အတွက်တည်ငြိမ်ထားတဲ့တွေကိုပုံမကြီးမအောင်ပြုပြင်ပြီးတော့ပို့ဆောင်ရေးအစီအစဉ်တွေကိုတိုးချဲ့ခဲ့ပါတယ်။အိုက်မန်ရဲ့ပို့ဆောင်ရေးအစီအစဉ်တွေကြောင့်ယထာတွဲတွေရဲ့ပြည့်ကျက်ညက်နေတဲ့အလုံပိတ်အခန်းတွေထဲမှာပို့ဆောင်ခံရတဲ့ဂျူးအကျဉ်းသား၃ဘုံ၃ဘုံနှုန်းလောက်ကအများအားဖြင့်လန်ခီးမှာအစာရေစာပြတ်လပ်ပြီးတော့တည်ဆုံးခဲ့ကြရပါတယ်။နာဇီပါတီကအိုက်မန်ရဲ့စီမံခန့်ခွဲမှုဆောင်ရွက်တွေကိုပို့ဆောင်ရေးလုပ်ငန်းစဉ်တွေအပြင်တပ်ဖြတ်မှုလုပ်ငန်းစဉ်တွေမှာလည်းထ ီယောက်ဆိုတာအတုံးချနိုင်ခဲ့ကြပါတယ်အိုက်မန်ကတင်းပေါင်းရှိတဲ့အခန်းကြီးတွေကိုဒီဇိုင်းဆွဲခဲ့ပြီးတော့ဂျူးတွေကြောက်စိတ်မဖြစ်စေဖို့အတွက်ရေချိုးခန့်အဖြစ်နဲ့ဖုံးကွယ်ပြီးတပ်ပစ်ဖို့အတွက်အကြံပေးခဲ့တဲ့အပြင်အဲ့ဒီတပ်ဖြတ်တဲ့နေရာမှာအတုံးပြူနေတဲ့ကာဗွန်မိုနောက်ဆိုက်ဒန်ဝေးကိုထိရောက်မှုနည်းတယ်လို့သတ်မှတ်ပြီးတော့ဆိုင်အနိုင်အခြေခံနဲ့ပိုးသက်စေဖြစ်တဲ့စီကလုန်ဘီကိုအစားတို့အတုံးပြူပြီးတပ်ပစ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်1944ခုနှစ်မတ်လ19ရက်နေ့အသက်38နှစ်အရွယ်မှာအိုက်မန်ကဂျာမနီစစ်တပ်ရဲ့ဟန်ဂရီနိုင်ငံတိမ်းပိုက်မှုနဲ့အတူဟန်ဂရီမှာရှိနေတဲ့ဒေသခံဂျူးတွေကိုဂျာမနီရဲ့တင်ကျင်းစခန်းတွေစီပို့ ဆောင်ဖို့အတွက် Hungary နိုင်ငံကိုပြောင်းလဲပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတော့ Eichmann ကအချိန်၂လကျော်အတွင်းမှာပဲ Hungary ဂျူး၄သိန်း၃,၀၀၀ကျော်ကိုတည်ခြင်းစခန်းတွေစီပို့ဆောင်ပေးခဲ့ပါတယ်1945ခုနှစ်အစောပိုင်းမှာတော့ဂျာမနီနိုင်ငံရဲ့နေမျိုးတွေကိုဆိုဗီယက်ပြည်ထောင်စုကအရှေ့ဘက်စစ်မြေပြင်ကနေတဆင့်အောင်မြင်စွာထိုးပေါက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အပြင်ဗီရန်ဥဆောင်တဲ့မဟာမိတ်တပ်တွေကလည်းနောက်ဘက်စစ်မြေပြင်ကနေတဆင့်အောင်မြင်စွာထိုးပေါက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်ဒါကြောင့်ပဲဂျာမနီစစ်ကြောမှာကိုကြိုတင်သိနေကြတဲ့နာဇီကောင်းသောအများစုကအသက်ရှင်နိုင်ဖို့အတွက်စီစဉ်တဲ့အနေနဲ့ဂျူးတွေကိုတပ်ဖြတ်နေတဲ့လုပ်ငန်းတွေကိုရပ်တန့်ဖို့နဲ့လူမျိုးတွေတပ်ဖြတ်မှု မှုဆိုင်ရာမှုကင်းတပ်သိတွေအားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။နာဒီခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကိုအိုက်မန်ကလက်မခံချင်တာကြောင့်သူ့ဘက်သာသူဂျူရှင်းလင်းရဲတွေကိုပုံမှန်များဆောင်လုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပေမဲ့လည်းဂျာမနီရဲ့စစ်ရှုံးနေမှုကြောင့်သူကိုယ်တိုင်စစ်ပွဲတွေကိုပာဝင်ပြီးတိုက်ခိုက်ပေးရတဲ့အခါမှာတော့အိုက်မန်ကအော်စတြေးလျဘက်ကိုထွက်ပြေးခဲ့ပါတယ်။ဒါမှမဟုတ်ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကာလမကြာခင်အချိန်တွေမှာပဲအိုက်မန်ကအမေရိကန်တပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဖမ်းဆီးခံရတဲ့အချိန်အိုက်မန်ကအော်တိုအက်မန်ဆိုတဲ့သူ့ရဲ့နာမည်အတူနဲ့ဘဝအမှန်ကိုဖုံးကွယ်နိုင်ခဲ့ပါတယ်။အဲ့ဒါအပြင်အိုက်မန်ကဂျာမနီ င်ဘာဗေးရီးယားကခန်းမျိုးအချင်းစခန်းမှာအချင်းအောင်လို့လုတ်ကိုင်နေရင်းနဲ့ထွက်ပြေးခဲ့တာကြောင့်အမေရိကန်တို့ရဲ့ဖမ်းဆီးခြင်းကလည်းလွတ်မြောက်ခဲ့ရပါတယ်ပြီးတော့လည်းအိုက်မန်ဟန်နင်ဂါဆိုတဲ့နာမည်အတူနဲ့ lower sensing နဲ့ပြည်နယ်ရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့အပူပိုင်းတစ်တော်မျိုးလူလင်ဗူကာဟီရတ်မှာတစ်တော်လို့သမားအဖြစ်လုတ်ကိုင်ပြီးတော့ပုံကွယ်နေထိုင်ခဲ့ပါတယ် ဒါမှမဟုတ်နာဒီပါတီရဲ့အခြားခေါင်းဆောင်တွေက Ike Man လို့မရှောင်တိန်နိုင်ပဲအဖမ်းခံခဲ့ကြရတဲ့အတွက်မြို့ရင်ဘက်စစ်ကုံရုံရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရပြီးတော့ Ike Man ရဲ့တည်ခြင်းချထားတွဲတွေကိုစနေတကြစီမံမှုနဲ့လူမျိုးတုံးတပ်ဖြတ်မှုများရဲ့အသေးစိတ်အချက်အလက်တွေကိုထုတ်ပေါ်ပြောကြားခဲ့ကြပါတယ်။အကျိုးဆက်အနေနဲ့ Ike Man ဟာ1950ပြည့်နှစ်တွေမှာဂျူးလူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာရာဇဝတ်မှုတွေအတွက်အရေးကြီးဆုံးနဲ့အလိုချင်ဆုံးစစ်ရာဇဝတ်သားတွေကတယောက်ဖြစ်လာခဲ့ပါတယ်။1948ခုနှစ်အသက်42နှစ်အရွယ်မှာတော့ Ike Man ဥရောပမှာဆက်လက်နေထိုင်မှုမဖြစ်တော့တာကြောင့်အီတလီကနေတဆင်း င်အာဂျင်တီးနားကို ထွက်ပြေးဖို့အတွက်စူးစမ်းခဲ့ပါတယ်။ဥရောပတိုက်ကနေထွက်ပြေးတဲ့နာဇီအားလုံးကိုကူညီပေးနေတဲ့နာဇီစာနာထောက်ထားသူကက်သလစ်ဖုန်းတော်ကြီးလိုင်းစ်ခူရဲကူညီပေးမှုနဲ့အိုက်မန်ကနိုင်ငံတကာချက်ချင်းကြီးအဖွဲ့ရဲ့နိုင်ငံကူးလက်မှတ်ကိုရရှိခဲ့ပြီးတော့1950ပြည်နှစ်ဇွန်လ18ရက်နေ့သူ့အသက်44နှစ်အရွယ်မှာပဲအီတလီစိတ်ကန်းကနေတဆင့်အခြားနာဇီတွေထွက်ပြေးတဲ့လမ်းကြောင်းအတိုင်းပဲအာဂျင်တီးနားနိုင်ငံကိုထွက်သွားခဲ့ပါတယ်။ ထပ်ပြီးနှစ်နှစ်ကြာ1952ခုနှစ်သူ့သက်46နှစ်အရွယ်မှာတော့ Ike အာဂျင်တီးနားကသူ့ရဲ့ဘဝကိုလုံခြုံမှုရှိတယ်လို့ခံစားလာရပြီးတော့သူ့ဇနီးနဲ့ကလေးတွေကိုအာဂျင်တီးနားကိုခေါ်ယူပြီးတော့ Bruno IS မြို့မှာအခြေချနေထိုင်ခဲ့ပါတယ် Ike မှာအာဂျင်တီးနားရဲ့ Bruno IS မြို့မှာအခြေခံအလုပ်တွေလုပ်ကင်ပြီးနေထိုင်ခဲ့ပေမဲ့လည်း Mercedes Benz ကုမ္ပဏီမှာအလုပ်ရပြီးတဲ့နောက်မှာတော့သူ့ရဲ့စီမံခန့်ခွဲနိုင်မှုဆောင်ရည်တွေကြောင့် Mercedes ကကုမ္ပဏီရဲ့ဌာနဦးစီးအဆင့်ထိရာထူးတိုးခဲ့ပါတယ် Ike မှာအသက်50ရွယ်1956ခုနှစ်မှာနာဒီဝါဒကိုသဘောကျတဲ့စစ်တရင်တော် Villain စာစင်ကအိုက်မန်ရဲ့နာဇီခေါင်းဆောင်ဘဝတာဝန်ထမ်းဆောင်ခဲ့တဲ့အကြောင်းတွေကိုဂုံပြုတဲ့အထုပ်ပတိစာအုပ်ရေးသားဖို့အတွက်အိုက်မန်ကိုလေးလာကြာအင်တာဗျူးလုပ်ခဲ့ပါတယ်။အိုက်မန်လည်းငယ်စဉ်ကတည်းကလူရမွန်ခဲ့တဲ့သူ့ဘဝရဲ့အမှတ်တရတွေနဲ့နာဇီပါတီမှာအမိန်နာခံမှုနဲ့တိကျစွာဆောင်ရွက်မှုတွေကြောင့်အစင်းမြင့်အရာရှိဖြစ်လာခဲ့တဲ့အပြင်နောက်ဆုံးအာဂျင်တီးနားကမာစီဒီဘန်ကုမ္ပဏီမှာအလုပ်ရတဲ့အထိသူ့ရဲ့ဘဝဖြစ်ကြောင်းကုန်စင်အကုန်လုံးကိုဗီဒီယိုဓာတ်ပုံဆောင်ရွက်များနဲ့အတူကအမှတ်တရထုတ်ဖို့ပြောကြားပေးခဲ့ပါတယ်။အဲ့အင်တာဗျူးအကျိုးဆက်အနေနဲ့အိုက်မန်ကသူ့ကိုကြိုးမိန်ချမဲ့တသက်အများပြားက ိုသူကိုယ်တိုင်ပဲထုတ်ဖော်ပေးခဲ့သလို ဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းနာဒီကောင်းဆောင်တွေကိုအသေးစံလိုက်ဖမ်းနေတဲ့နာဒီမိုဆိုးတွေကအာဂျင်တီးနားဘရူနိုအိုင်အမ်မှာအိုက်မန်ကိုတွေ့ရှိမိကြောင်းသတင်းရရှိခဲ့ပါတယ်။နာဒီမိုဆိုးစီမွန်ဗီဆန်တဲလည်းရရှိတဲ့သတင်းအချက်လက်ကိုဗီယန်နာမြို့ကအစ္စရေးတန်ရောင်းကိုတိုက်ရိုက်ပေးဖို့အကြောင်းကြားခဲ့ပါတယ်။ American CIA ကတော့အစကတည်းကအိုက်မန်တောင်အမေရိကမှာနေထိုင်နေတာကိုသိရှိခဲ့ပေမဲ့လည်းဖမ်းဆီးအပြစ်ဒဏ်ပေးမဲ့လုပ်ငန်းကိုမလုပ်ချင်ခဲ့တဲ့အတွက်မသိကြအောင်စောင့်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့အချိန်မှာအမေရိကန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အတွက်နာဒီပညာရှင်အများအပြားကိုမန အတန်နုပြုဘုံစီမံကိန်းမှာထည့်သွင်းပြီးတော့လောက်ကင်ခိုင်းထားတဲ့တည်င်ပြည်သူလူထုတွေကြားထဲကိုပေါက်ကြားသွားမှာစိုးရင်ကဲလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ဒုတိယကမ္ဘာစစ်အပြီးကာလမှာနာဇီတွေကိုအသေးအံဖန်တီးခြင်းလုပ်ငန်းတွေမှာအာဇာကိုစိုက်ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ။ဒါပေမဲ့လည်းနာဇီတွေရဲ့ရက်ဆက်ခြင်းကိုပုစုပစက်ခံထားရတဲ့နာဇီမုတ်ဆိုးစီမွန်ဗီဆန်တဲကတော့အစ္စရေးရဲ့ထောင်လန်းရေးအဖွဲ့မော်ဆက်စ်နဲ့ပေါင်းပြီးတော့အာဂျင်တီးနားကအိုက်မန်ရဲ့ဘဝကိုစတင် ထောင်လန်းခဲ့ပါတယ်။အိုက်မန်ကိုတရားစွဲဖို့အတွက်အရေးကြီးဆုံးရရှိခဲ့တဲ့အထောက်အထားကတော့အိုက်မန်ရဲ့သားကြီး Clutch အိုက်မန်ကြောင့်ပဲဖြစ်ပါတယ်။အိုက်မန်ရဲ့သား Clutch ဟာဟာလိုကောကနဲ့အသက်ရှင်ကျန်ခဲ့တဲ့ဂျူလီယားရဲ့သမီးနဲ့ချစ်ကြိုက်ခဲ့ရကမှနေတဆင့်သူ့ဖေဟာဟစ်လာအတွက်အလုပ်လုပ်ပေးခဲ့တဲ့သူဖြစ်ပြီးတော့ဂျူရှင်လေးရဲ့စီမံချက် Final Solution ကိုဦးဆောင်ခဲ့သူဖြစ်တယ်လို့သူ့ရဲ့ကောင်မလေးကို ကြွားလုံးထုတ်ခဲ့ပါတယ်။ဒါကြောင့်ပဲအဲ့ဒီသူ့ရဲ့ချစ်သူဂျူးအမျိုးသမီးလေးဟာသူ့အဖေကိုအဲ့ဒီကြောင်းနဲ့ဖွင့်ပြောပြီးတော့နာဇီခေါင်းဆောင်အိုက်ကမန်ရဲ့သတင်းတွေကိုအစ္စရေးအစိုးရစီကိုသတင်းပေးတိုင်ကြားခဲ့ပါတယ်။အစ္စရေးရဲ့မော်ဇက်တပ်ဖွဲ့ကလည်းခိုင်မာတဲ့သတင်းပေးတိုင်ကြားမှုတွေကြောင့်အာဂျင်တီးနားရဲ့ဘူနို IS ကိုလွှတ်ဝဲအေဂျင်စီလွှတ်ပြီးတော့အိုက်ကမန်ရဲ့တည်နေရတဲ့အချက်လက်တွေကိုအတည်ပြုခဲ့ပါတယ်။အေဂျင်ရဲ့တည်ပြုချက်ရရှိရတဲ့အစ္စရေးရဲ့ပထမဆုံးသောနိုင်ငံတော်တည်ထောင်သူနဲ့ပထမဆုံးသောဝန်ကြီးချုပ်ဂျူးအေဂျင်စီရဲ့အကြီးအကဲဒေးဗစ်ဗန်ဂေရွန်ကနာဇီခေါင်းဆောင်အိုက်ရှ်မန်ကိုတရားဝင်တနမန်နီးနဲ့တောင်းမလာဒါမှမဟုတ် ကိုယ်တိုင်ပဲတရားမဝင်ဝင်ဖမ်းကြမလားဆိုတာကိုရွေးချယ်ပေးခဲ့ရပါတယ်။ဒါပေမဲ့လည်းအာဂျင်တီးနားနိုင်ငံဟာနာဇီရာရှိတွေကိုဖမ်းဆီးမှုနဲ့ပတ်သက်တဲ့တောင်းဆိုချက်မှန်သမျှကိုညှင်းဆန့်လေးရှိတာကြောင့်အစ္စရေးရဲ့ဝန်ကြီးချုပ်ဒေးဗစ်ဗန်ကီရွန်ကမိုဇက်အေဂျင်ရှစ်ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ဆီလွတ်ပြီးတော့အာဂျင်တီးနားဘူနိုအိုင်အမ်မှာရှိနေတဲ့အိုက်မန်ကိုတရားမဝင်ဝင်ရောက်ဖမ်းဆီးဖို့အတွက်ဆုံးဖြတ်ပေးခဲ့ပါတယ်။ဆုံးဖြတ်ချက်အရ1960ခုနှစ်ဧပြီလမှာမိုဇက်ဖွဲ့တွေကအာဂျင်တီးနားရဲ့ဘူနို IS ကိုရောက်ရှိခဲ့ပြီးတော့ဖမ်းဆီးခြင်းလုပ်ငန်းရဲ့လုပ်ရုပ်လုပ်စဉ်အတိုင်းအိုက်မန်ရဲ့အလုပ်သွားအလုပ်ပြန်အချိန်တွေကိုရတတပတ် ပေါင်းများစွာစောင့်ကြည့်ပြီးတော့နာဒီပါတီရဲ့တည်ငင်းကြထားစီမံခန့်ခွဲသူအိုက်မန်ဟုံးဟုတ်ကိုတပ်ပုံများနဲ့တေချာတိုက်ပြီးတော့စစ်ဆေးခဲ့ကြပါတယ်1969နှစ်မေလ17ရက်နေ့မှာမော်ဇက်ဆက်အေဂျင့်တွေကအိုက်မန်ကိုသူ့ရဲ့အလုပ်ကနေအိမ်ပြန်လာတဲ့လမ်းမှာပဲဖမ်းဆီးဖို့အတွက်စီစဉ်ခဲ့ပါတယ်ဒါလေးကိုသတိမထားမိတဲ့အိုက်မန်လည်းပုံမှန်အတိုင်းပဲသူ့ရဲ့အလုပ်စီးညညနေပိုင်းမှာပတ်စကားစီးပြီးတော့အိမ်ပြန်လာခဲ့ပါတယ်ပတ်စကားဘုတ်ကဆင်ပြေမြင်နေရတဲ့သူ့ရဲ့အိမ်ကိုလမ်းလျှောက်လာတဲ့လမ်းမှာသူ့ရဲ့အနာကိုအေဂျင့်တယောက်ကအချိန်မေးတဲ့ပုံစံနဲ့စကားပြောပြီးတော့ချီးကပ်လာခဲ့ပါတယ်အိုက်မန်လည်းပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ပတ်ဝန်းကျင်မှာရှိနေ တဲ့သူတွေကိုချက်ချင်းတတိထားမိခဲ့ပေမဲ့ WhatsApp agent တွေရဲ့လှင်မြန်တဲ့တိုက်ခိုက်မှုကြောင့် Aishman လည်းတတိမိသွားခဲ့ပါတယ် agent တွေလည်းချက်ချင်းပဲတတိမိနေတဲ့ Aishman ကိုကားလက်ထည့်ပြီးတော့ Argentina ကသူတို့ရဲ့လျှို့ဝှက်အဆက်အသွယ်တွေနဲ့အကူအညီနဲ့လုံခြုံတဲ့နေရာမှာချုံနောက်ပြီးတော့ SS tattoo ရှိမရှိကိုစစ်ဆေးခဲ့ကြပါတယ်စစ်ဆေးရမှာ Aishman ရဲ့ညာဘက်လက်မအောင်မှာ SS tattoo ကိုတွေ့ရှိခဲ့တာကြောင့်တေချာတဲ့နာဂျီခေါင်းဆောင်အဖြစ် Israel ကိုပို့ဆောင်ဖို့အတွက်လျှို့ဝှက်စီစဉ်ခဲ့ကြပါတယ် Aishman ကိုပို့ဆောင်ဖို့လုပ်နေတဲ့အချိန်ကိုရတာကာလာတွင်မှာ Israel ရဲ့ Moses agent တွေက Argentina ရဲ့ Bruno IS မှာ Nadia Psycho ဆရာဝန်သိမင်းတမန်တော် Joseph Mangli နဲ့နေထိုင်နေတဲ့တည်င်းကိုရရှိထားတဲ့အတွက်တခါတည်းဖန်စီပြီးခေါ်ဆောင်သွားနိုင်ဖို့အတွက်စ조사ခဲ့ကြပါသေးတယ်။အတိုင်းမဲ့လည်းအချိန် Mangli ရချမ်းသာတဲ့မိဘရဲ့အထောက်ပံ့နဲ့ Paraguay နိုင်ငံမှာရှောင်တိန်နေထိုင်နေခဲ့တာကြောင့် Mossad ရဲ့ agent တွေလည်း Mangli ကိုတခါတည်းဖန်စီပြီးခေါ်ဆောင်သွားမယ့်အစီအစဉ်ကိုလက်လျှော့ခဲ့ရပါတယ်။1969ခုနှစ်မေလ20ရက်နေ့ညနေပိုင်းမှာ Mossad အဖမ်းမိထားတဲ့အသက်54နှစ်အရွယ် Aishman ကိုအစည်းပေးပြီးတော့ Argentina လေဆိပ်ကနေတစ်စစ် Israel ကိုလျှို့ဝှက်စာနဲ့ခေါ် ပ်သွားခဲ့ကြပါတယ်။ Israel ရဲ့ပထမဆုံးနိုင်ငံတော်တည်ထောင်သူနဲ့ပထမဆုံးသောဝန်ကြီးချုပ် David Ben Gurion ဟာ1969နှစ်မေလ23ရက်နေ့မှာကမ္ဘာပေါ်ကသူတို့အလိုချင်ဆုံးဖြစ်တဲ့လူမျိုးတို့တပ်ဖြတ်သူနာသီအရာရှိ Eichmann ကိုဖမ်းဆီးနိုင်တဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီသတင်းကြားတဲ့အခါမှာတော့ကမ္ဘာတစ်ခုလုံးကလှုပ်လှုပ်ရှားရှားဖြစ်သွားကြတဲ့အပြင် Argentina အစိုးရက Eichmann ကိုဖမ်းဆီးသွားတဲ့နေရာဟာ Argentina ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်လိုက်တာဖြစ်တဲ့ဆိုပြီးတော့ကိုပြင်းပြထန်တဲ့ကန့်ကွက်ကတရားစွဲဆိုခဲ့ပါတယ်။ဒါကြောင့် ရိယဝင်ကြီးချုပ်ဘန်ဂီရွန်ဟာအိုက်ရှ်မန်ကိုဖမ်းဆီးခဲ့တဲ့သူတွေဟာအစ္စရေးအစိုးရရဲ့အေဂျင့်တွေမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ရေးရနိုင်ငံသားတချို့ကသာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ပြန်လည်ဖြေရှင်းပေးခဲ့ရပါတယ်။ဒါပေမဲ့လည်းနာဇီကောင်းဆောင်အိုက်ရှ်မန်ဖမ်းဆီးခံလိုက်ရခြင်းကိစ္စဟာစစ်ဘေးကနာဇီပညာရှင်တွေကိုတိတ်ဆိတ်ပြန်လည်အသုံးချနေတဲ့အမေရိကန်နဲ့အနောက်ဂျာမနီအစိုးရကိုထိတ်လန့်စေခဲ့တဲ့အပြင်အစ္စရေးနဲ့အာဂျင်တီးနားနှစ်နိုင်ငံအကြားမှာလည်းအင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။1962ခုနှစ်ဧပြီလ17ရက်နေ့မှာအစ္စရေးနိုင်ငံဂျေရုဆလင်ခရိုင်တရားရုံးရဲ့အထူးခုံရုံးမှာနာဇီကောင်းဆောင်အော်တိုအဒေါ့အိုက်မန်ကို လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ရာဇဝမှုတွေအပါအဝင်လူမျိုးတို့တတ်ထွက်မှုဆိုင်ရာပြစ်မှုတွေအတွက်ဆွတ်ွဲချက်15ချက်နဲ့တရားစွဲဆိုခဲ့ပါတယ်အဲ့ဒီဆွတ်ွဲချက်တွေမှာ Eichmann ဟာစစ်မပြေကင်တဲ့စစ်အတွင်းမှာလူတန်းပေါင်းများစွာတေဆုံးမှုအတွက်တာဝန်ရှိနေတဲ့နာဇီစနစ်တစ်ခုလွင်စီမံခန့်ခွဲရေးရန်ရာကိုကိုယ်တိုင်တိုက်ရိုက်စီမံခန့်ခွဲလုပ်ကင်ပေးခဲ့တဲ့သူဖြစ်တဲ့ဆိုတဲ့အချက်ကိုထည့်သွင်းပြီးတော့တရားစွဲဆိုခဲ့ကြတာဖြစ်ပါတယ်ပြီးတော့ Eichmann ရဲ့လူသားမျိုးနဲ့ဆိုင်ရာတရားရင်ဆိုင်မှုတရားခွင်ကိုကဘာတဝန်းကရုပ်မြင့်တင်ညာဌာနတွေမှာတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြပါတယ်တရားခွင်အတွင်းမှာဟိုလိုကောကားနဲ့အသက်ရှင် င်ကြံရိတ်ခဲ့တဲ့ဂျူးတွေနဲ့အခြားသူတွေရဲ့စိတ်တိုက်ပွဲကတသိခံချက်တွေကိုနားထောင်ပြီးတဲ့အခါမှာတော့အိုက်မဟာအမှန်တရားကိုငင်းဆန်ခြင်းမပြုခဲ့ပါဘူးသူရဲ့တခုတည်းသောခုခံခြေပါမှုကတော့သူကအမိန်တွေကိုလိုက်နာဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်လို့ပြန်လည်ပြောဆိုခြင်းပဲဖြစ်ပါတယ်အိုက်မဟာကြီးမားတဲ့ကိစ္စပဲဖြစ်ဖြစ်သိငဲ့တဲ့ကိစ္စပဲဖြစ်ဖြစ်ဘလို့ကိစ္စမျိုးကိုမဆိုအဒေါ်ဟစ်တလာသူမဟုတ်သူရဲ့အထက်အရာရှိတွေစီကနေတိတိကျကျအမိန်အမရမချင်းလှုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့အခိုင်အမာပြောဆိုခဲ့ပါတယ်ဒါပေမဲ့လည်းအိုက်မဟာရဲ့တရားခွင်ဟာရှစ်လတာကာလသာအချိန်ကြာမြင့် င်းခဲ့ပြီးတော့1962ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာစစ်စောကျအားလုံးအတွက်တရားဝင်အပြစ်ရှိတယ်လို့ဆုံးဖြတ်ခြင်းကိုခံရပြီးတော့1962ခုနှစ်ဒီဇင်ဘာလ15ရက်နေ့သူ့အသက်55နှစ်အရွယ်မှာကြိုးမိတ်နဲ့တည်နံပေးဖို့အတွက်အမိန့်ချမှတ်ခြင်းကိုခံခဲ့ရပါတယ် ိုက်မန်ကာကွယ်ရေးရှင်းအဖွဲ့တွေလုံငင်းချမ်းသာကွင်းအတွက်တရားရုံးတွေကလည်းတစင်အစင်စင်အယူခံတင်သွင်းခဲ့ပေမဲ့နောက်ဆုံးမှာအစ်တတလာတဲ့ Australia ဝင်ကြီးချုပ် Fancy ကအိုက်မန်ရဲ့တရားဝင်တင်သွင်းမှုအားလုံးကိုလုံးဝပဲအပြီးတိုင်းပယ်ချလိုက်ပါတယ်။ဒါကြောင့်ပဲ Adult Ice Man ကိုဂျိုးမိတ်နဲ့တည်တံပေးခြင်းအမိန့်အရပြန်လဲအသက်ဝင်လာခဲ့ပြီးတော့ Australia Ramla Jin တောင်မှာ1962ခုနှစ်မေလ31ရက်နေ့ညတကောင်အချိန်မှာတည်တံပေးဖို့အတွက်စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့လည်းညပိုင်းဂျိုးမိတ်ပေးတဲ့အချိန်မိနစ်အနည်းငယ်ကျော်သွားတဲ့အတွက်1962ခုနှစ်ဇွန်လ1ရက်နေ့အသက်56နှစ် ရွယ်မှာ adult Eichmann ကိုအသေးအံပေးခဲ့တယ်လို့သတ်မှတ်ခဲ့ကြပါတယ် Eichmann သူတည်ဆုံးကနေနောက်ဆုံးစကားအနေနဲ့ Germany Argentina နဲ့ Austria တည်တန်းပါစေအောင်မြင်ပါစေအဲ့ဒီသုံးနိုင်ငံကငါးဘဝရဲ့နေထိုင်ရာခိုနားရနေရာတွေဖြစ်တဲ့အတွက်ငါဘယ်တော့မှမမေ့ပါဘူးပြီးတော့ငါရဲ့ဇနီးနဲ့မိသားသင်ငယ်ချင်းအားလုံးကိုလည်းနှုတ်ဆက်ခဲ့ပါတယ်ငါငါရဲ့အမိတ်အတိုင်းပဲတည်ကြစွာလိုက်နာဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်လူသားအားလုံးရဲ့ကံကြမ္မာအတိုင်းမကြခင်မှာဖျားသခင်စီမှာပြန်လည်ဆောင်ကြမယ်ငါအစင်သစ်ဖြစ်နေပြီလို့နောက်ဆုံးအနေနဲ့ပြောဆိုခဲ့ပါတယ်တည်တန်းစီရင်ပြီးတာနဲ့နိုင်ပိုင်းအတွင်းမှာ ပဲအိုက်မန်ရဲ့ရုပ်လောင်ကိုမိသိကျခဲ့ပြီးတော့အရိုးပြတွေကိုအစ်စရေးပိုင်တဲ့ရေပြင်အပြင်ဘက်မှာရှိတဲ့မြေထဲပင်တွေတဲကိုကျဲပြန့်ခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအခုကျွန်တော်တင်ဆက်ပေးထားတဲ့တင်ချင်းတားတို့ရဲ့စီမံခန့်ခွဲသူအတော်အိုက်မန်ရဲ့ဘဝအထုပ်ပတိကနဲ့တဆင့်မိမိတို့ရဲ့တန်ဖိုးကိုအကျိုးရှိတဲ့နေရာတွေမှာအပြည့်အဝအသုံးချနိုင်ကြတဲ့လူတော်လူကောင်းတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ